ကျူညီတဲ့ပြဿနာတစ်ခုကိုထက်ခါထက်ခါဖြေရှင်းနေရပြီဆိုရင်တော့အဲ့ဒီပြဿနာကိုကိုကသင်္ကန်းစာအဖြစ်မပြောင်းလဲနိုင်သေးတဲ့အတွက်ကြောင့်ပဲဒီတော့ပြဿနာတွေနဲ့ကြုံလာတဲ့အခါသင်ယူစရာသင်္ကန်းစာကောင်းတစ်ခုရှာဖွေပါဒါဆိုရင်အဲ့ဒီပြဿနာမျိုးနဲ့နောက်ထပ်ရင်ဆိုင်စရာမလိုတော့ဘူးပေါ့ အထိတ်ထဲမှာနေထိုင်နေသူက အမားတွေနောင်တတွေနဲ့အတူဝမ်းနေပူဆွေးမှုတွေကပိုင်ဆိုင်ရလိမ့်မယ်အဲ့လိုပဲအနာကက်ထဲမှာနေထိုင်နေသူက မကြည်ရာမှုတွေနဲ့အတူစိုးရိမ်ပူပန်မှုတွေနဲ့သာ ရင်ဆိုင်ရလိမ့်မယ်ပြစ်စုံပံမှာနေထိုင်နေသူပဲစိတ်မှန်တဲ့ပျော်ရွှင်မှုကိုရပါလိမ့်မယ် ဘဝဆိုတာက အမြဲတမ်းပြောင်းလဲနေတတ်ပြီးစီးဆင်းနေတဲ့မြစ်ရည်နဲ့အလားတရံတူတယ်။တနည်းအားဖြင့်မှာရက်တန့်နေတဲ့ရည်ဟာပုတ်သောဖြစ်စည်းသွားသလို ပြောင်းလဲမှုကိုညင်းဆန်တဲ့စိတ်တက်ဟာလေဘဝအတွက် တိုးတက်မှုကိုဟန့်တားလိုက်မယ်။အမှန်တရားကို ရှာဖွေနေခြင်းထက် အမှန်တရားကို လက်ခံနိုင်ဖို့အတွက်ပဲကြိုးစားပါ။ဘာကြောင့်လဲဆိုတော့တခါတလေကျွန်တော်တို့လက်မခံခြင်းနဲ့လက်မခံနိုင်တဲ့အမှန်တရားတွေကိုလည်းရင်ဆိုင်ရလိုပါ။စာအုပ်တွေများကြီးဖတ်တဲ့သူပညာတော်တော်များများကို ကျွမ်းကျင်တက်မြောက်ထားတယ်ဆိုတဲ့သူတွေထက် ကိုဖတ်ထားတဲ့စာနည်းနည်းလေးတွေကိုတက်ထားတဲ့ ပညာရက်ကလေးတွေကိုလက်တွေ့အသုံးချတတ်တဲ့သူကပို့ပြီးတော့အကျိုးခံစားခွင့်ရလိမ့်မယ်ပြောချင်တာကဘလောက်ပဲစာရီဖက်ဖက်ဘာပညာရက်တွေပဲတွန်းချင်နေပါစီလက်တွေ့အသုံးချမှုမရှိရင်အကျိုးမဖြစ်ထွန်းနိုင်ဘူးဆိုတာကိုပါအပြောင်းလဲတွေကိုကြောက်ရွံ့ရှောင်ရှားနေမယ်ဆိုရင် နောင်တဆိုတဲ့အရာနဲ့တေချာပေါက်တွေ့ရမှာပဲဒီတော့အပြောင်းလဲတွေကိုရင်ဆိုင်မလားနောင်တတွေကို လက်ခံနိုင်မလားဒါကိုတေချာစဉ်းစားယူချင်ပါကြတော့ကျွန်တော်ငယ်ရီကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျိုးများတာဖြစ်ပါတယ်ကျွန်တော်ရေငယ်ရီနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကို ွယ်ပဲရှင်ရှင်နဲ့ဖြစ်တဲ့ရင်အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်တော့ကုညံလေးအောင်ပါ